မင်္ဂလာပါခင်ဗျရန်ကုန်ကစ်တီရဲ့ This Week အစီအစဉ်ကနေကြိုဆိုပါလေဒီစီစဉ်ကတော့ကျောင်းမြန်မာနိုင်ငံအတွင်းမှာတပတ်တွင်းဖြစ်ပွားခဲ့တဲ့ထူးခြားဖြစ်စဉ်တွေထူးခြားအကြောင်းအရာတွေကိုကျောင်းရွေးချယ်ပြီးတော့ကောက်နှုတ်သုံးသပ်တင်ဆက်ပေးနေရပါကဲဒီတပတ်ထက်ဖြစ်သွားတဲ့အကြောင်းအရာတွေကအရင်ဆုံးရွေးထုတ်ပြီးပြောရရင်တော့ဗျာတဲတော့ဖရားကိုကိုွယ်တော့ရုရှားခံယူတာကဗုဒ္ဓရှစ်ခိုးနေတာကတရုတ်သမရဆိုတလို့ဖြစ်နေတယ်စစ်ရှုံးသမားအာဂုတူကောင်ဂျလုံးပလုံးမင်းအွန်လိုင်းတို့စစ်အုပ်စုတိုက်ဟာသူတို့ကိုကိုွယ်နေတဲ့တရုတ်ရုရှားအကူအညီနဲ့တော့ ော်လိုင်းကြီးတက်တွေကိုမနိုင်မဲ့အယုံကအယုံတွေနဲ့သာကြုံနေရတော့စာတင်နေတဲ့ကလေးတွေလည်းမသိဘုံကြီးတွေလည်းမချမ်းတတ်ချင်တိုင်းတတ်ဖြတ်ပြီးတော့မှသူတို့ကိုယ်တိုင်းစိုက်ပြုတ်ခဲ့တဲ့အကုတုအပင်ကြီးကိုသူတို့ကိုယ်တိုင်းပြန်ရိတ်သိမ်းရတော့မယ်အချိန်တွေလည်းတဖြည်းဖြည်းနှီးကပ်လာတော့ဖယားကိုလက်ထိုးပြီးရေရရာစစ်ကူတွေနဲ့ပါသူတို့ရဲ့အကုတုအပင်ကြီးကိုခြံစည်းရောခတ်ဖို့အကြံစီနဲ့ဖယားကေပါတကြားကေပါဖယားထပ်ပနာရေရရာခြေပါမယ်အရှိမလဲရေရရာတွေခြေထားတယ် နိုင်အောင်သာလှုပ်ပေးတော့ငရဲပြီလဲမပို့ပါနဲ့ဆိုပြီးမပြောယုံတမဲရှမ်းပြီနဲ့တောင်ပိုင်းကသူတို့နဲ့ပလင်းတူဘူးစုတင်ကန်းချုံဝစီပိတ်ဖုံးကြီးနဲ့အတူအာဂူတူကောင်လူတတမမင်းအွန်လိုင်းတို့လင်မယားဟာခက်တီတီနဲ့လောကတရဖူဇီဒီဖျားထပနာရေရရာခြေပွဲတွေတွားလုတ်ခဲ့ပြန်တာကိုလေပြည်သူတွေအားလုံးသိပြီးသားဖြစ်မှာပါဒါကတော့တဘွားဆန်အာဂူတူကောင်ရေရရာကြီးပြီမင်းအွန်လိုင်းတို့ဂျလုံးမလုံးစစ်အုပ်စုတိုက်ဟာ သူတို့ကိုတိုင်းတိုင်းပြည်ရဲ့အာဏာကိုမတရားလုယူပြီးကြတဲ့ကပြည်သူတွေကိုတချင်တိုင်းတဖျားစင်းသူဒေါ်တွေပါဘူဒိုဇာနဲ့ခေါင်းတွေဖြတ်လို့ဖြတ်ဘုံကြီးတွေကိုပါတနက်နဲ့ပြစ်တက်လို့တတ်နေအခုနောက်ဆုံးတပင်းမျိုးနယ်ကစာတင်ကျောင်းမှာရှိတဲ့ကလေးတွေပါမချန်စိတ်ထင်တိုင်းဘုံကျဲတက်ဖြတ်လို့တက်ဖြတ်နေသူတို့စစ်အုပ်စုရဲ့အာဟုတို့အပင်ကြီးဟာအပွင့်တွေလှိုင်းလိုက်ပွင့်ပြီအသီးတွေပါလှိုင်းလိုက်သီးလာနေတဲ့အချိန်သူတို့ကိုတိုင်းငရေပြီကိုမသိခင်ကတည်းကတနေ့၃ချိန်မျက်စောင်းကြိုထိုးနေရတယ်လို့ဖြစ်နေတော့ ုသူတပည့်ငရဲတပိတ်သာဆိုတဲ့အတိုင်းဖယားကိုအကြီးအကျယ်လက်ထိုးဖို့အကြံစီနဲ့သူတို့လိုလူတသမားစစ်အုပ်စုနဲ့ပလင်းသူဘူးဆိုတင်ငန်းချုံဖုံးကြီးဆိုတာတွေကပါရေတရားတွေခြေချဟလောက်ချဟဆိုပြီးရန်ပြည်နယ်တောင်ကြီးမှာဝစီဘိတ်ဆိုတဲ့စစ်တပ်အပိဖုံးကြီးကနေအာဟုသူကောင်းမင်းအွန်လိုင်းတို့လင်မယားကိုခေါ်ပြီးတော့ရေတရားတွေဇွတ်ချေခိုင်းတဲ့အတွက်ငကိုကလေးကမှအရှုံးကအရှုံးတွေကြားတဲ့အဖေးကပါအမေးကပါဘဝရောက်နေတဲ့မင်းအွန်လိုင်းတို့လင်မယားဟာ မေလ23ရက်နေ့ကပဲကျိုင်းတုံမြို့ကိုအပြေးလွှားသွားပြီသူတို့ဖုန်ကြီးပြောတဲ့အတိုင်းလောကတရဖူဇေဒီဖျားထပ်ပနာရေရာခြေတာတွေရောအဲ့ဒီဇေဒီမှာအစီရင်အင်းပြားတွေတွားမြုပ်တာတွေရောတစ်ဖက်မှာလဲစေယုံစေကန်းကိုအဲ့ဒီဝစီပိတ်ဖုန်ကြီးဆိုတဲ့သူကပဲရေရာခြေတဲ့အနေနဲ့မြေနေရာရွေးပြီးဖွင့်ခိုင်းတာတွေပါပွားလုခဲ့တဲ့အကြောင်းကိုလဲကျွန်တော်တို့ရဲ့စစ်တပ်တရင်ရင်းမြစ်ကိုတိုင်းကဓပ်ပုံတွေနဲ့တကွလှန်ပြောထားတာပေါ့ဗျာအစားတတ်နဲ့ဒီဝရအဲ့ဒီမှာစတွေ့ကြတာပဲဆိုတဲ့အတိုင်း ကလေးသူငယ်တွေနဲ့ဖုန်းကြီးတွေပါမချမ်းတက်ချင်တိုင်းတက်ဖြတ်ထားတဲ့လူတက်သမားကိုဖျားတဲထီးတင်လှုပ်ခိုင်းပြီးရေရေချေခိုင်းတိုင်းကအပြစ်တွေကြေကြေးဆိုရင်လူတိုင်းမကောက်နာလုပ်ပြီးရေတရားတွေကြီးတာပြေးချေနေကြလို့ဘာသာတိုင်းပြောထားတဲ့ငရဲပြီဆိုတာလဲရှိမှာကိုမဟုတ်ဘူးပေါ့ဗျာတကယ်ကိုအတွေ့အကြုံစင်ကြင်တုံတရားမရှိတဲ့ဂျလုံးမလုံးတွေလို့ကျွန်တော်ပြောရင်လည်းအလွန်ဖြစ်အောင်မယ်ဒီနေရာမှာကြုံလို့ပြောပြရရင်အဲ့ဒီလိုမကောင်းတာတွေလုပ်ပြီး တကူနှစ်ကူဖျက်ကူပုံစံတွေနဲ့ဖျားကေပါသာဂျန်ကေပါလှုပ်ခဲ့တဲ့စစ်ရှုံးသမားအာကူတို့ကောင်းရေရာဂီရီမိတ်အောင်လိုင်းတို့ဂျလုံးမလုံးယင်နာစာစစ်အုပ်စုတိုက်ဟာဟိုးရှေ့တွေတုန်းကလေအားလုံးသိတဲ့အတိုင်းရှမ်းမြောက်မှာတော်လိုင်းကြီးတက်တွေပြင်းတဲ့ခုလုံးတဲတဲစင်အောင်မြို့တွေတိမ့်နေတဲ့အချိန်တုန်းက ရှမ်းမြောက်မှာရှိတဲ့တုံစင်ဘိုးဘိုးကြီးနန်းနန်းမှာသူတို့ရဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအသက်အန္တရာယ်ကင်းဖို့အဖမ်းမခံရဖို့ပွဲတွေထိုးပြီးရဲရဲချေတာတွေကိုအသေးသေးလှုပ်ခဲကြတာတော့ရှမ်းမြောက်တစ်ခုလုံးနှီးပါလက်လွတ်လိုက်ရပြီးခွေးပြေးဝက်ပြေးပြေးခဲ့ရတာလဲအားလုံးအသိဒါပြင်နိုင်ငံတော်ကစစ်ရှုံးနေလို့ဆိုပြီးတနိုင်ငံလုံးကသူတို့စစ်တပ်တရင်တပ်ဖွဲ့တွေမှာ ကြောက်ကြောသုံးတုံးဘုရားကြောသုံးခုမုံလုံးရေပေါ်ဘုံလုံးစီနဲ့အတူမဟာသမယတုံနဲ့ပရိကြီး17တုပ်ကို9နာရီတိတိမှာ9ရက်ဇက်တိုက်ရွတ်ဖတ်ရမယ်ဆိုပြီးအမိန်ပေးရွတ်ခိုင်းခဲ့တာတော့ရခိုင်ပြည်နယ်ကချင်းပြည်နယ်ပါဝင်နေရာတိုင်းပြဲပြဲစင်အောင်စကန်တွေမြို့တွေအသိခံရပြီးတော့ဝက်ဝက်ကွဲရှုံခဲ့တာလဲသူတို့ပဲဒီကြားထဲတနိုင်ငံလုံးဟိုးလေးတကြောကြောဖြစ်သွားတယ်ငလင်းဘေးကြီးကြုံတော့လေဒုက္ခရောက်နေတဲ့ပြည်သူတွေကိုအရေးတကြီးအကူအညီပေးဖို့အဓိကမလုပ်ဘဲ ကက်ကြီးသုံးပါကြော်လွားနိုင်ဖို့ဆိုတဲ့ခေါင်းစဉ်နဲ့ပါမယောင်ရစီလူပြီးကြောက်စင်မျိုးမှရှိတဲ့မဟာရွှေတိန်တော်ဖရာမှာငါပြောသည်တရရှိပြီးကိုအဋိဋ္ဌံပွဲထိုးပြီးတော့ရေတရားတွေတွားချီခဲ့တာလဲသူတို့ပဲအခုလဲတနိုင်ငံလုံးတိုင်းတာနဲ့စီရင်နိုင်ငံရေးစီးပွားရေးအုပ်ချုပ်ရေးပဲအရေးပဲကြီးကြီးအဖက်ဖက်မှာငါမသေးဘူးရေကူးတက်တဲ့ပုံစံနဲ့ဟန်ဆောင်ပန်ဆောင်နေတာလှုပ်ပြနေရပါမယ်တကယ်တကယ်ငလင်တန်ချောက်မှာသူတို့ထိမ့်ချုပ်ထားတဲ့မြို့ကြီးတွေပါဘီလီယံနဲ့ချီပြန်လဲတိဆောက်ရမှာတွေအပြင် တိုင်းပြည်စည်းပွားရေးကလည်းအကြီးကျယ်ပြိုလဲအုပ်ချုပ်ရေးမှလည်းရိုင်နေနဲ့စည်ရေးမှလည်းအခုချိန်ထိရှုံးလိုက်တာမှပေါက်ပေါက်လဲတရုတ်ကပြန်တောက်ပြထားတဲ့လာရှိုးမျိုးကလွဲပြီးဒေါ်လာရင်းတက်တွေသိမ့်ပိုက်ထားတဲ့မြို့ပေါင်း60ကျော်ကအခုချိန်ထိပြန်မရပဲလက်ရှိမှာတဲ့သူတို့ရဲ့ထိုင်းမြန်မာနေဆက်ကကုန်တွယ်ရေးလမ်းကြောင်းမှာဖျက်တောက်ခံရတော့မယ့်အခြေအနေနဲ့ကင်းနလီပူပေါင်းတက်တွေက ဲ့ဒီထိုင်းမြန်မာနယ်စပ်မှာရှိတဲ့သူတို့စစ်တပ်စခန်းတွေကိုတခုပြီးတခုတောက်လျှောက်ကိုသိမ်းပိုက်လာနေပြီလက်နက်ခဲယမ်းတွေဆိုတာလဲအပုံလိုက်တွေအလှူကြီးပေးသလိုပေးနေရယုံနေမကသူတို့ရဲ့စောင်ပုတ်တွေကတော့ငါမသိငါစခန်းမကြစေရတို့ရဲရဲတိုက်ရဲရဲတက်ရဲရဲချိန်မုံတို့ဆိုပြီးလက်တွေမှာတော့သူတို့စစ်သားတွေဟာစခန်းမှာထားခဲ့ယုံနေမကရဲရဲတိုက်ဖို့နေနေတာတာထိုင်းနိုင်ငံဘက်ကိုပါခွေးပြီးဝက်ပြီးထွက်ပြေးသွားလို့ ထိုင်းကလက်မခံပဲပြန်မောင်းထုတ်တဲ့အထိအဆက်တွေပြန်ပြန်ကွဲအောင်ရှုံးကျင်တိုင်းရှုံးနေတော့ဟွန်းဖျားကဲပါတကြကဲပါဖျားထပ်ပနာရေတရားခြေပါမယ်အရှိမလဲရေတရားတွေခြေထားတယ်နိုင်အောင်သာလုပ်ပေးတော့ငရဲပြီလဲမပို့ပါနဲ့ဆိုပြီးမပြောယုံတမဲဖျားကိုလက်ထိုးပြီးတော့ရေတရားတွေခြေနေလဲလက်ရှိအခြေအနေရစစ်ရှုံးသမားအကူတူကောင်းဂျလုံးပလုံးမင်းအွန်လိုင်းတို့စစ်အုပ်စုတိုက်ဟာဖေဖျားမှာစင့်ကဲလို့မရတော့တဲ့အခြေအနေတွေနဲ့ပဲ တို့ကိုယ်တိုင်စိုက်ခဲ့တဲ့အာကုသူအပင်ကြီးကို သူတို့ကိုယ်တိုင် ပြန်ရိတ်သိမ်းရတော့မယ့်အချိန်တွေဟာတဖြည်းဖြည်းနီးကပ်လာနေတာကိုလည်းကျွန်တော်တို့မြင်တွေ့နေရတာပေါ့ဗျာကဲ ရေတရထွက်ပေါက်နေရွေးကောက်ပွဲထွက်ပေါက်ကိုအယုံတန်တရားတဲကနေမြက်ကလူးဆံများနေတပြိုင်တည်းအသေးအံရှာနေတဲ့စေရှုံသမားအာကူသူကောင် ကလိန်ကကြဲမဲအောင်လိုင်းတို့ဂျလုံးမလုံးစစ်အုပ်စုတိုက်ကတော့တဖက်မှာလေရေတရတွေအကြီးအကျယ်ခြေတဖက်မှာလေသူတို့ရဲ့အတုရောင်ရွေးကောက်ပွဲကိုဘယ်သူဘာပြောပြောနေမျိုးတွေဘလို့ပဲဆုံရှုံထားဆုံရှုံထားနောက်ဆုံးသူတို့အတွက်မျိုးလေးတမျိုးပဲကြံလေအဲ့ဒီမျိုးမှာရွေးကောက်ပွဲလုံမယ်ဆိုတဲ့အချိုးနဲ့ဇုတ်အစိုးရဖြစ်ချင်နေပြီမဲ့ အတူရောင်ဆိုတာဘတော့မှအစ်မဖြစ်လာဘူးဆိုတဲ့စကားတိုင်းလက်ရှိသူတို့စစ်အုပ်စုနဲ့ဘူးတလိုလိုခွာတလိုလိုလုံနေတဲ့အာဆီယံကပါသူတို့စစ်အုပ်စုလုံမဲ့ရွေးကောက်ပွဲကိုလက်မခံပဲလက်ရှိအာဆီယံဥက္ကဋ္ဌဖြစ်တဲ့မလေးရှားဝန်ကြီးချုပ်ကိုတိုင်ကပါစစ်ကောင်စီကလုံမဲ့လို့ပြောနေတဲ့ရွေးကောက်ပွဲဟာအာဆီယံရဲ့ဦးစားပေးမဟုတ်ပဲအဲ့ဒီရွေးကောက်ပွဲကြောင့်မြန်မာနိုင်ငံရဲ့ပဋိပက္ခအခြေအနေကိုပိုဆိုးသွားလိမ့်မယ်ဆိုပြီးတော့ပါ အခုတပတ်လောက်တဲ့အာဆီယံအစည်းအဝေးအပီးသတင်းစာရှင်းလင်းပွဲမှာပဲတရားဝင်ကြီးကိုပြောထားတဲ့အကြောင်းကိုလည်းပြည်သူတွေအားလုံးသိပြီးသားဖြစ်မှာပါကဲမှတ်ကြရောရွေးကောက်ပွဲနဲ့ထွက်ပေါက်ရှာပြီးအရှင်ထွက်ထွက်ဖို့ကြံနေတဲ့စစ်ရှုံးသမားအာကူသူကောင်ကလိန်ကကျင်းမင်းအွန်လိုင်းတယောက်ကတော့သူတို့ဘလောက်ပဲအဖက်ဖက်မှာခေါင်းဆိုင်နေအောင်ရှုံရှုံသူတို့တော့လာမယ့်နှစ်ကုန်ပိုင်းမှာနိုင်ငံရဲ့နေပြည်တော်တော်မရှိလဲရတယ်ကွာရှိတဲ့မြို့လေးတွေမှာရွေးကောက်ပွဲလုပ်မယ်ဆိုပြီး အင်းကြီးနိုင်ငံတွေကိုပါလော်စပီကာနဲ့អော်ပြောလို့ရရင်អော်ပြောကျင်နေတဲ့သူကိုအခုတော့အာဆီယံကပါမင်းတို့စစ်တပ်ကလုံမဲ့ရွေးကောက်ပွဲကြီးကအတူကြီးပါကွာငါတို့တော့လက်မခံဘူးလို့မပြောရုံတမဲတန်တမန်စကားနဲ့လှဲ့ပတ်ပြီးသာသာနဲ့နာနာပြောချလိုက်တာဟာအရှက်ဆိုတာကိုဝဲကပ်ပြီးရင်တော့ကွာကြမဲ့လူစားမျိုးတွေဖြစ်တဲ့စေရှုံးသမားအာဂူသူကောင်ကလိန်ကကျင့်မင်းအွန်လိုင်းတို့ဂျလုံးမလုံးစစ်အုပ်စုကတော့ရှက်ရကောင်းမှန်းလဲသိမှာမဟုတ်ပဲ မျက်နှာပြောင်းတိုက်နေမဲ့လူစားမျိုးတွေပေါ့ဗျာအဲ့ဒီမှာလက်ရှိအာဆီယံဥက္ကဋ္ဌမလေးရှားဝန်ကြီးချုပ်ကိုတိုင်တန်တမန်စကားနဲ့တာတာနဲ့နာနာပြောသွားတာကစစ်ကောင်စီကလုံးမဲ့ရွေးကောက်ပွဲဟာအာဆီယံရဲ့ဦးစားပေးမဟုတ်ဘူးအဲ့ဒီရွေးကောက်ပွဲဟာနိုင်ငံတကာရဲ့မျက်စိရှေ့မှာဖုံးကွယ်ဖို့အတွက်အပြင်ဆင်လှုပ်တာတစ်ခုပဲဖြစ်ရင်တော့လုံးဝအတိတ်ပဲမရှိဘူးစစ်တပ်ကလုံးမဲ့ရွေးကောက်ပွဲဟာမြန်မာနိုင်ငံရဲ့အခြေအနေကိုပိုဆိုးလာနိုင်တယ်စစ်ကောင်စီအနေနဲ့ဘုံသဘောတူညီချက်၅ရက်ကိုလိုက်နာရမယ်အပြင် ရွေးကောက်ပွဲကိုအရင်မလုပ်ဖဲဆွေးနွေးမှုတွေအရင်လုပ်ဖို့ ਨੇ အဲ့ဒီဆွေးနွေးမှုတွေပြီးမှပါအားလုံးပါဝင်တဲ့စစ်မှန်တဲ့ဒီမိုကရေစီအစိုးရတရက်ကိုဖွဲ့စည်းနိုင်မယ်ဆိုပြီးပြောသွားတာဟာအရက်စကားနဲ့လိုရင်တို့ရှင်းပြောရရင်နော်မင်းတို့စစ်တပ်ကလုပ်မဲ့ရွေးကောက်ပွဲကနိုင်ငံတကာကိုလိန်မှုပြင်ဆင်ထားတဲ့ရွေးကောက်ပွဲဆိုတာငါတို့သိတယ်ဆိုတဲ့သဘောပြောသွားတာဖြစ်ပြီးအဲ့ဒီရွေးကောက်ပွဲကိုအာဆီယံကလက်မခံဘူးဆိုပြီးတာတာနဲ့နာနာပြောသွားတဲ့သဘောပဲပေါ့ဗျာတစ်ဖက်က မြန်မာနိုင်ငံရဲ့လက်ရှိပဂတိအခြေအနေကိုနိုင်ငံတကာဘက်ကကြည့်ပြန်တော့လေလက်ရှိစစ်ကောင်စီကလုံမဲ့ရွေးကောက်ပွဲဆိုတာဟာဘလို့မှလက်ခံနိုင်စရာမရှိတဲ့အခြေအနေမျိုးဖြစ်နေတယ်လို့အားလုံးသိတဲ့အတိုင်းနိုင်ငံတကာနိုင်ငံရဲ့ရွေးကောက်ပွဲဆိုတာဟာအဲ့ဒီနိုင်ငံတစ်ခုလုံမှရှိတဲ့ပြည်သူတွေရဲ့မဲပေးရွေးကောက်တင်မြောက်တဲ့စနစ်ဖြစ်တဲ့အတွက်လက်ရှိအခြေအနေကစစ်ရှုံးသမားကလင်ကြီးမင်းအောင်လှိုင်တို့စစ်အုပ်စုရဲ့အဖြစ်ဟာအားလုံးသိတဲ့အတိုင်းပဲပေါ့ဗျာ နိုင်ငံတော်အကြီးအကျယ်ဆစ်ရှုံးပြီးမြို့ပေါင်း60ကျော်အထိပါလက်လွတ်ထားရရုံနဲ့မကကျန်တဲ့နေမီတွေကလည်းတော်လိုင်းရေးတပ်တွေရဲ့ဝိုင်းပတ်ပိတ်ဆို့တာကိုခံထားရတဲ့အခြေအနေတွေကြားမှာနိုင်ငံရဲ့တော်ဝတ်တောင်ကောင်းကောင်းမထိန်ချုံနိုင်တော့ပဲသူတို့ကိုယ်တိုင်တော့တိုက်ပွဲတိုင်းရှုံးပါများလို့စကက်ဝေအာမီကြီးအဖြစ်နဲ့အာနွယ်တဲ့မိမသားကြီးမဖြစ်ရုံတမဲကြောက်စိတ်တွေတပြန်ပြန်ထနေရတဲ့အခြေအနေဟာသူတို့စစ်အုပ်စုရုံးဆိုင်ရနေပြီးတော့မှတော့လုံခြုံရေးစိတ်မချရလို့ဆိုပြီး လူစိမ်းနဲ့ဧည့်သည်တွေလာမယ်ဆိုရင်ဧည့်စင်းတိုင်းသတင်းပို့ကြဖို့ဒီသန္ဓရအမိန်ကိုပါထုတ်ထားရတဲ့အခြေအနေတွေဖြစ်နေတာကိုသူတို့ကိုယ်တိုင်ပဲတိတိကြီးနဲ့ရွေးကောက်ပွဲကိုသူတို့ထိန်းချုပ်လို့ရတဲ့မြို့တွေမှာအပိုင်းလိုက်တွေခွဲပြီးလုပ်မယ်ဆိုတာမြို့တွေအထီးမြင့်နေပြောင်းတိုက်တဲ့လုပ်ရက်တွေနဲ့ကဘာမှာတခါမှမကြဘူးတဲ့ရွေးကောက်ပွဲပုံစံတွေပြောဆိုပြီးအတင်းစွတ်အစိုးရဖြစ်ချင်နေတဲ့ပုံစံကိုလက်ရှိအာဆီယံကပါသိနေတော့သူတို့လည်းမင်းအွန်လိုင်းတို့စစ်အုပ်စုနဲ့ပူးသလိုလိုခွာသလိုလိုလုပ်နေရတာကြောင့် အရေးစကားနဲ့ပြောရရင်မင်းအွန်လိုင်းရေးမင်းတို့လှုပ်မဲ့ရွေးကောက်ပွဲကအတုရောင်ကြီးမန်းတော်တော်ကိုတိတာနေတယ်ကွာငါတို့အာဆီယံနိုင်ငံတွေပါမင်းလှုပ်တာနဲ့အရှက်ကွဲတော့မယ်ကြည်ကြက်လဲလုံအောင်ဟဆိုပြီးမပြောယုံတမယ်သူတို့အာဆီယံကပါလက်မခံဘူးဆိုတဲ့ပုံစံမျိုးနဲ့ရွေးကောက်ပွဲကိုအရင်မလှုပ်ဖဲဇွေးနွေးမှုတွေအရင်လှုပ်ဖို့အပြင်အဲ့ဒီဆွေးနွေးမှုတွေပြီးမှသာအားလုံးပါဝင်တဲ့စစ်မှန်တဲ့ဒီမိုကရေစီအစိုးရတရက်ကိုဖွဲ့စည်းနိုင်မယ်ဆိုပြီး လက်ရှိအာဆီယံဥက္ကဋ္ဌမလေးရှားဝန်ကြီးချုပ်ကိုတိုင်ပျော်သွားတာပေါ့ဗျာတစ်ဖက်မှာတော့ဘသူပါပြောပြောအရှက်မရှိပဲမျက်နှာပြောင်တိုက်ပြီးရွေးကောက်ပွဲထွက်ပေါက်နေအရှင်တို့ထွက်ဖို့ကြံနေတဲ့စေရှုံးသမားအာဟုသူကောင်ကလင်ကချင်းမင်းအွန်လိုင်းပြောနေတယ်ပါတီစုံဒီမိုကရေစီဆိုတာကလည်းပြီးခဲ့တဲ့2020ရွေးကောက်ပွဲမှာပြည်သူတွေတောင်းတောင်းဖြတ်ဖြတ်မဲပေးပြီးအနိုင်ရထားတဲ့ NLD ပါတီကိုပယ်ဖြတ်ပြီးတော့မှသူတို့စစ်တဲ့ပါတီတစ်ခုသာအနိုင်ရအောင်လှုပ်ထားတဲ့အကွက်ကို ါတီစုံဒီမိုကရေစီဆိုတဲ့စကားနဲ့တယောက်တည်းပြိုင်ဘယ်သူနိုင်ပုံစံလှုပ်ထားပြန်တဲ့အတွက်စစ်ရှုံးသမားကလင်ကျင်းမင်းအွန်လိုင်းတို့မြောင်းလင်းမြောင်းစားစစ်အုပ်စုတတရဲ့အရှက်မရှိမျက်နှာပြောင်တိုက်ချက်ကြီးကတော့လက်ကုံပဲလို့တော့ပြောရမလို့ဖြစ်နေတယ်အပြင်လက်ရှိမှာတည်းတနိုင်ငံလုံးတိုင်းနယ်ပြည်နယ်လေးလက်တဆုပ်စာလောက်တာထိမ့်ချုပ်နိုင်လောက်တဲ့အဆင့်ပဲရှိတော့တဲ့သူတွေကနိုင်ငံတော်ပါတီစုံရွေးကောက်ပွဲဆိုတဲ့စကားလုံးကိုပါသုံးပြီး သူတို့ရဲ့အာဏာကိုကလင်ကကျစ်နှီးပေါင်းဆောင်တဲ့အငံ့မရကောက်ကပ်ဖတ်တွေ့ဖို့လုပ်နေကြပြီမြေနိုင်ငံတနိုင်ငံရဲ့ရွေးကောက်ပွဲဆိုတာအဲ့ဒီနိုင်ငံရဲ့နိုင်ငံသူနိုင်ငံသားတွေအားလုံးနဲ့သက်ဆိုင်တယ်လို့ကိုထိန်းချုပ်လို့ရတဲ့နေရာလေးကသူတွေကိုတနတ်ထောက်ချင်းချောက်မဲထည့်ခိုင်းပြီးခေါင်းဆောင်လှုပ်ချင်နေတာဟာ ပြည်သူတွေရွေးကောက်တင်မြောက်ထားတဲ့နိုင်ငံရဲ့ခေါင်းဆောင်မဟုတ်ပဲမြို့စားနယ်စားအဆင့်လောက်သာရှိတော့တဲ့စစ်ရှုံးသမားအာဂူသူကောင်ကလိန်ကကျင်းမင်းအောင်လိုင်းတို့ဂျလုံးမလုံးစစ်အုပ်စုတတိုက်လုံးအတွက်ကတော့ကျွန်တော်အမြဲပြောခဲ့သလိုအတုရောင်ဆိုတာဘတော်မှအစ်မဖြစ်လာဘူးဆိုတဲ့စကားတိုင်းပြည်သူတွေကရွေးကောက်တင်မြောက်ထားတဲ့ခေါင်းဆောင်အစ်စ်ဖြစ်ဒီတတ်ဘတော်မှရတော့မှမဟုတ်သလိုပြည်သူချင်ဘက်ဘွားနေပဲအတုရောင်အရှုံးသမားတွေအဖြစ်နဲ့သာတေတဲ့အထိရှင်တန်တွားရတော့မယ်သူတွေပဲဖြစ်နေတော့တာပေါ့ဗျာ ကဲလူဘွားကိုစရောက်ကတဲ့ကကလိန်ကကြက်ကောင်လာပြီဆိုတဲ့စိုင်းဘုတ်ကင်ပြီးထွက်လာတယ်လို့အရှက်မရှိပြောင်းလဲပြောင်းစားစစ်ရှုံးသမားဂျလုံးမလုံးမင်းအွန်လိုင်းတယောက်ဟာရေရာရီပြေးချေလိုက်နေမြေလက်တဆုပ်စားလောက်လီမှာရွေးကောက်ပွဲလုပ်မယ်ပြောလိုက်တယ်တဖက်မှာလဲသူတို့စစ်တပ်ကအာဏာသိမ်းမှုကြောင့်တိုင်းပြည်ရဲ့ဇီးပွားရေးတွေပါဒလိုက်ကောက်ကွေးချွတ်ချုံကြနေလဲဇီးပွားရေးတွေဥမော်လာပြီလို့ပြောလို့ပြော တနိုင်ငံလုံးစစ်မီဟုံးဟုံးတောက်ပြီးနေမီရီဒုနဲ့ဒီဆုံရှုံနေလေသူ့လက်ထက်မှာတိုင်းပြည်ကိုတိုးတက်အောင် လုပ်နိုင်ခဲ့တယ်ဆိုပြီးပြောခဲ့လို့ပြောခဲ့တနိုင်ငံလုံးမိတော့မှတ်အောင်မပေးနိုင်ပဲလျှက်စစ်ရထားကြီးပြေးဆွဲမယ်လို့ပြောလို့ပြောခဏလေးကြာရောလျှက်စစ်မီအပြည့်မပေးနိုင်လို့ဘက်တရီသင်းမောတွေခုန်မောင်းလို့ရအောင်လှုပ်ခိုင်းလို့လှုပ်ခိုင်းအခုလဲလာပြန်ပြီလျှက်စစ်လူအချက်အတွက်ပြည့်စစ်ရထားမဆွဲတော့ပဲဘက်ထရီနဲ့မောင်းလို့ရမယ်ဘက်ထရီမီးရထားကိုအသုံးပြုဖို့စီစဉ်နေတယ်ဆိုပြီး မေလ20ရက်နေ့ကပဲနေပြည်တော်ကအစည်းအဝေးမှာခက်အတီးတီးနဲ့ပြောသွားပြန်တယ်လို့အဲ့လိုသူပြောထားတာကိုလေသူတို့ရဲ့ဝါဒဖြန့်သတင်းစာတင်းမှာပါထဲ့သွင်းသွားသေးတာပေါ့ဗျာအတော်ကိုစိုးနေပြီလူငယ်တွေပြောတယ်လို့ဒီလူကြီးအတော်ကိုလက်နေပြီလို့တောင်ပြောရမလို့ဖြစ်နေပြီသူတို့ပဲအာနာသိန်းစာတုံးကတော့အခုချက်ချင်းပဲကောင်းငင်ကိုဒူးနဲ့တတ်တိုက်တော့မလိုလိုပုံစံမျိုးတွေနဲ့လျက်စေကားတွေပြေးဆွဲမယ်လို့လျက်စေရထားကြီးတွေပြေးဆွဲမယ်လို့ဆိုပြီးပြောခဲ့တာလေသူတို့ပဲအခုလက်ကြရော လျက်စိလိုအပ်ချက်ကြောင့်တဲ့လျက်စိယထအစားဘက်ထရီနဲ့မောင်းလို့ရမယ်ယထကိုပြေးဆွဲမယ်ဆိုပြီးပြောလာပြန်တာပေါ့ဗျာအရင်ကလည်းဇန်နဝါရီလကပဲသူတို့စစ်တပ်ရဲ့ဒလတင်မောခြင်း150ပြည့်အခမ်းအနားမှာအခုလိုပဲဘက်ထရီနဲ့မောင်းလို့ရမယ်ဘက်ထရီတင်မောကြီးခုံမောင်းနိုင်အောင်လုပ်ရမယ်ဆိုပြီးအဲ့ဒီခရောင်ချောက်ချားမင်းအွန်လိုင်းကိုတိုင်းပဲပြောသွားတာဖြစ်တယ်လို့သူမှလျက်စိယထယောဂကနေအခုဆို ဘက်ထရီဘက်ကိုလှည့်သွားပြီဘက်ထရီယထာယောဂါပါထပ်ဖြစ် လာပြန်ပြီပေါ့ဗျာတဖက်မှာလေအရင်ကတော့မဟုတ်ကဟုတ်ကကလင်ကကျစ်နဲ့စီးပွားရေးဥမောလာပြီလို့ပြောခဲ့တဲ့သူကအခုတော့စီးပွားရေးကဏ္ဍမှာပါအကြီးအကျယ်ရိုင်းနေလာတော့ပြောစရာမရှိပြပကိုအကြောင်းမျိုးမျိုးနဲ့ထွက်နေတဲ့သူတွေကြောင့် နိုင်ငံငွေဈေးတွေမြင့်တက်နေရတယ်ဆိုပြီးတော့ပါအဲ့ဒီမေလ20ရက်နေ့အစည်းအဝေးမှာပဲသူတို့ကသာပန်းနူတွေပုံစံနဲ့လူတကာကိုမျိုးစုံအပြစ်တင်ပြောဆိုတွားပြန်တယ်စစ်ရှုံးတို့မှာအာကူတို့ကောင်ကလင်ကကျင့်မင်းအောင်လိုင်းကတော့ကိုကရဲဇက်ကိုမနိုင်တော့ပဲတောင်ပြောမြောက်ပြောနဲ့မဗရာမြည်လူရင်အာသီးပါရောက်နေတယ်လို့ပြင်နေတော့တာပေါ့ဗျာကြည်လဲပြောအောင်ဂျလုံးမလုံးတို့တကယ်တကယ်ကိုနိုင်ငံငါသာကောင်းမွန်တဲ့စနစ်ရှိနေရင်ဘသူမှမွေးရမြေကိုစွန့်ပြီး ကိုယ်နိုင်ငံမဟုတ်တဲ့တခြားနိုင်ငံမှာပွားပြီးတော့အလုတ်မလုတ်ချင်ကြဘူးကွာမင်းတို့ကိုယ်တိုင်ကလည်းအရင်ရတအစိုးရလက်ထက်နဲ့အခုလက်ရှိမင်းတို့အာဏာလုထားတဲ့လက်ထက်နဲ့ကိုရှင်ကြည့်လိုက်ရင်အဖက်ဖက်မှာနတ်သစီနဲ့ဤလိုအပြတ်တကွာနေတယ်ဆိုတာမင်းတို့ကိုယ်တိုင်သိပြီးသားပါကွာဒါကိုမသိကြအောင်ဆောင်ပြီးဟိုလိုတမျိုးပြောလိုက်ဒီလိုတမျိုးပြောလိုက်နဲ့လက်ရှိမြန်မာနိုင်ငံမှာဖြစ်ပျက်နေတဲ့အခြေအနေတွေကိုတတိုင်းပြည်လုံးကပြည်သူတွေလည်းအားလုံးမျက်ဝါးထင်ထင်မြင်တွေ့နေရသလို့ မင်းတို့စစ်တပ်ကအာဏာသိမ်းလိုက်ကြတဲ့ကတိုင်းပြည်ဟာဘာတစ်ခုမှတိုးတက်ကောင်းမွန်လာတာမရှိပဲအဖက်ဖက်မှာတနေ့တစ်နေ့စုတ်ယုတ်လာတာတွေပဲရှိပြီးမင်းတို့ဟာကကိုကိုတိုင်းကလည်းဘာမှအဖြစ်မရှိတဲ့အပြင်ဘာတစ်ခုမှလည်းအသုံးမချပဲအရင်ရတအစိုးရလက်ထက်ကတိုးတက်ကောင်းမွန်အောင်လှုပ်ပေးနေတာကိုကြတော့ကိုကမလုံနိုင်ရင်မလုံတက်ရင်သူများလုံနေတာကိုမရင်မရင်သွားအောင်အားပေးမယ်ပံ့ပိုးပေးမယ်ဆိုတဲ့စိတ်ဓာတ်မျိုးမရှိပဲအခုတော့ မင်းတို့ကိုကြိုးစီးပွားနဲ့အာနာရမတ်ငန်ငန်တက်မှုကြောင့်တိုင်းပြည်တစ်ခုလုံးကြောက်တဲ့ကိုဒလိတ်ကောက်ကွေးထိုးဆင်းလာပြီးနိုင်ငံရေးစစ်ရေးစီးပွားရေးအုပ်ချုပ်ရေးကိုမင်းတို့စစ်တပ်ဘက်ကဘလို့မှမထိန်ချုပ်နိုင်တော့တဲ့အခြေအနေဖြစ်လာတော့မှာဟိုလူအပြစ်တင်ဒီလူအပြစ်တင်နဲ့ပြပထက်နေတဲ့သူတွေကြောင့်ပြည်တွင်းမှာရှိတဲ့သူတွေကအမှန်တကယ်အလုံးမလုံလို့ဆိုတဲ့ပေါက်ပန်း40ပျော့ဆိုတာတွေနဲ့ကိုအပြစ်ကိုမတိကျအောင်ဆောင်ပြီးကိုဂုံကိုဖို့မတူတော့ဆိုတဲ့စကားအတိုင်း ။ဘာကုန်းမှလည်းမရှိတော့ဘလောင်ပလဲပြောင်းလဲပြောင်းစားတွေကိုရှက်ရကောင်းမှမသိထွက်ထွက်ပြော့။အမှန်တကယ်မင်းတို့လုံမယ်ဆိုပြီးကြွေးကြော်ထားတဲ့လျှက်စစ်ယထာကြီးပြေးဆွဲမယ်လို့လျှက်စစ်ကားကြီးပြေးဆွဲမယ်လို့ဆိုတာတွေကြတော့ဘာတစ်ခုမှမဖြစ်လာပဲ။အခုနောက်ဆုံးလျက်စယထာကနေဘက်ထရီယထာပြေးဆွဲမယ်ဆိုပြီးပြောရတဲ့အဆင့်ကိုရောက်နေပြီဖြစ်တဲ့အတွက်မင်းတို့အဲ့ဒီတို့ကလင်ကကျစ်ဝိလေကြောင့်ဘက်ထရီပြောနေတာကိုရက်တန်းကရက်ပြီးမင်းတို့တကယ်တိုင်းပြည်နဲ့ပြည်သူလူထုကိုကြည့်ရင် မင်းတို့ကိုယ်တိုင်အကြောင်းပြချက်မျိုးစုံပေးပြီးမတရားလုယူထားတဲ့ပြည်သူအာဏာကိုပြည်သူလက်ထဲယောက်ချာပီပီတောက်တာနဲ့ပြန်ပေးရတဲ့တတိကိုတော့အရင်မွေးလိုက်စမ်းမှဇလုံးမလုံးတို့ရာဆိုပြီးတော့တော့ပြောရမလို့ဖြစ်နေပြီပေါ့ဗျာဟုတ်ကဲ့ဒါကတော့ရောင်းခစ်တည့်ရဲ့ this week အစီအစဉ်ကနေကျွန်တော်မြန်မာနိုင်ငံအတွင်းမှာတပတ်တွင်းဖြစ်ပွားခဲ့တဲ့ထူးခြားဖြစ်စဉ်တွေ ထူးခြားအကြောင်းအရာတွေကိုကျွန်တော်ရွေးချယ်ပြီးတော့ကောက်နှုတ်သုံးသပ်တင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်နားငယ်ပါ